ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ဒေါ်နယ်ထရန့်ကအီရန်နျူကလ িয়ার စက်ရုံတွေကိုတိုက်ခတ်ခဲ့ကြောင်းကြေညာရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ကတော့အီရန်နိုင်ငံမှာရှိတဲ့အီရန်နျူကလ িয়ার တန့်စင်စက်ရုံဖော်ဒိုနဲ့တခြားစီမံကိန်းနေရာတွေကိုအောင်မြင်စွာတိုက်ခတ်ခဲ့တယ်ဆိုပြီးတော့ကြေညာလိုက်ပါတယ်အီရန်အစိုးရမီဒီယာကတော့ဖော်ဒိုရဲ့အစိပ်ပိုင်းတချို့ရန်သူတွေရဲ့တိုက်ခိုက်မှုခံရတယ်ဆိုပြီးတော့ထုတ်ပြန်ထားခဲ့ပါတယ်ထရန့်ကဒေတာစံတော်ချိန်ည10:00နာရီမှာ ိမ်ဖြူတော်ကနေပြီးတော့ရုံမြင့်တန်းချမင်ကွန်းပြောကြားဖို့စီစဉ်ထားပါတယ်။အီရန်ရဲ့ဖော်ဒိုနျူကလ িয়ার စီမံကိန်းနေရာကိုဖျက်ဆီးဖို့အတွက်လိုအပ်တဲ့ပုံများကိုတည်ဆောက်နိုင်တဲ့တခုတည်းသော B2 ကိုပြောက်ပုံကျဲလေရင်ရေဒါဖမ်းမမိအောင်ပြန်တန်းနိုင်တဲ့ပုံကျဲလေရင်ကိုအမေရိကန်ကဂူအန်ကျုံးကိုဆေးလွတ်ထားတယ်ဆိုပြီးအစောပိုင်းကသတင်းရရှိခဲ့ပါတယ်။ဖော်ဒိုဆိုတာဘာလဲ။ဖော်ဒိုဆိုတာကတော့တီဟီယန်ရဲ့တောင်ဘက် 124မိုင်အကွာမှာရှိတဲ့အီရန်ရဲ့အလွန့်ကိုအရေးပါတဲ့မြေအောက်နျူကလ িয়ার စက်ရုံကြီးနှစ်ခုရဲကတစ်ခုဖြစ်ပါတယ်။ဖော်တိုကိုကာကွယ်နိုင်ဖို့အတွက်တောင်တန်းတွေထဲမှာအဆောက်အဦစောက်လုပ်ထားပါတယ်။တန်းစင်ယူရေနီယံတွေကိုတိုးလောင်းထားပြီးနျူကလ িয়ার လောင်စာချောင်းတွေတိုးမြှင့်တန်းစင်ဖို့အီရန်ကလှုပ်ဆောင်နေတဲ့အရေးကြီးစီမံကိန်းလည်းဖြစ်ပါတယ်။အမေရိကန်ကဘလို့လက်နက်မျိုးနဲ့တိုက်ခိုက်ခဲ့တာလဲ။အမေရိကန်မှာမြေအောက်မှာစောက်လုပ်ထားတဲ့အီရန်နျူကလ িয়ার စီမံကိန်းနေရာတွေကိုပိတ်ခတ်နိုင်တဲ့လက်နက်တွေထဲမှာအခုအချိန်ထိအသုံးမပြုရသေးတဲ့ လက်နက်တမျိုးရှိလို့နေပါတယ်။ဒါကတော့အစ္စရေးမှာလည်းမရှိသေးပါဘူး။ဒီလက်နက်ကနျူကလ িয়ার လက်နက်မဟုတ်တဲ့လက်နက်တွေတဲမှာဘန်ကာဖောက်ခွဲရေးနဲ့ပတ်သက်လို့အကြီးဆုံးပုံဖြစ်ပြီးအမေရိကန်စီမှာပဲရှိတယ်ဆိုပြီးတော့သိရှိရတာပဲဖြစ်ပါတယ်ခင်ဗျာ။စတာချန်နယ်ရဲ့ YouTube channel ကို like and subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ။